ခုတင်ဆက်ပေးမယ့်သတင်းကတော့ဂျပန်နိုင်ငံမှာမြန်မာလူသား900ကျော်ခေါ်ယူထားတဲ့သတင်းမင်းဖြစ်ပါတယ်။ဂျပန်နိုင်ငံမှာရှိတဲ့ဆက်ရောင်လူယုံတွေမှာအလုံးလောက်ကန်နိုင်မှုအတွက်မြန်မာလူသား900ကျော်ခေါ်ယူထားတယ်လို့မြန်မာတရုံတူဂျူကထုတ်ပြန်ထားပါတယ်။မြန်မာတရုံတူဂျူမျိုးအနေနဲ့အလုံးသမားဝင်ကြီးဌာနကနိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင်ပေးပို့လာတဲ့အလုံးကန်နဲ့စာများကိုစစ်စစ်ဆောင်ရွက်ပေးနေရှိပါတယ်။သက်စားဝယ်ရမှာဂျပန်နိုင်ငံမှာရှိတဲ့အလုပ်သမားကြီးတဲ့ကုမ္ပဏီနဲ့အလုပ်ခွင့်ရဆက်ကုမ္ပဏီတွေက ဂျပန်နိုင်ငံမှာတရားဝင်တည်ထောင်ခြင်းရှိမရှိစာဝတ်စာတမ်းထောက်ထားများစစ်စစ်ပြီးစစ်စစ်တွေ့ရှိချက်များသဘောထားမှတ်ချက်များကိုနိုင်ငံခြားရေးဝန်ကြီးဌာနမှတစိမ့်အလို့သမားဝန်ကြီးဌာနကိုပြန်လည်ပြပုလျက်ရှိပါသည် မြန်မာတယံတူကျအနေနဲ့ဒီမန်လက်တာတွေကိုဂျပန်ကုမ္ပဏီတွေထံကပြန်ကြားစာလက်ခံရရှိရွယ်စေအလိုက်အစဉ်အတိုင်းစစ်စစ်ပီးရရှိနေရ2025ခုနှစ်နိုဝင်ဘာလ28ရက်နေ့ထိလက်ခံရရှိပြီးတော့စစ်စစ်ပီးစီကြောင့်နိုင်ငံခြားဝန်ကြီးဌာနကိုပြုပို့ပြန်ကြားခဲ့တဲ့အလောက်ကန်းန်းစာ92ခုနဲ့ပတ်သက်တဲ့ရှင်းလက်တွေကိုအသိပေးထုတ်ပြန်ထားပါတယ်ဒီသတင်းတော့မြန်မာတူကပြပို့လာပါ